အိန္ဒိယပါကစ္စတန်တိုက်ပွဲကနေစစ်ပွဲတွေထိဖြစ်လာနိုင်လားမင်္ဂလာပါ Recon TV ကနေပြန်လည်ကြိုဆိုပါရစေလွတ်လပ်ရေးမရခင်လောက်ကတည်းကနေမတိမမြတ်ဖြစ်နေခဲ့တဲ့အိန္ဒိယနဲ့ပါကစ္စတန်တို့ကအခုချိန်ဆိုရင်နောက်တစ်ချိန်လက်နက်ကြီးတွေတုံးပြီးတော့နေဆက်တဝိုင်းမှာတိုက်ပွဲတွေဆင်နွှဲနေကြပြန်ပြီဖြစ်ပါရစေကက်ရှမီးယားဒေသမှာဖြစ်ပါရစေဒါကသူတို့အချင်းချင်းကြားကပထမဆုံးတိုက်ပွဲတော့မဟုတ်ပါဘူးသူတို့နိုင်ငံငံကြားကပဋိပက္ခကနောက်ခံတွေအများကြီးဆီကနေလာပြီး တော်တော်လေးကိုရှုပ်ထွေးပါတယ်သူတို့နိုင်ငံကတစ်ချိန်လုံးကဗြိတိရှအိန္ဒိယလို့ခေါ်တဲ့ကိုလိုနီဗြိတိရှအင်ပါယာရဲ့လက်အောက်မှာအတူတူကြောက်ရွံ့နေခဲ့တာဖြစ်ပါတယ်အဲ့ဒီကလေးကနေလူမျိုးရေးပြဿနာတွေဘာသာရေးပြဿနာတွေမနေပါဘူးနောက်ပိုင်းလူလက်ရေးယူကြတော့လဲ1948ခုနှစ်အောက်တိုဘာလတလထဲမှာဆိုပြီးမဲ့ပါကစ္စတန်က14ရက်နေ့မှာလူလက်ရေးရပြီးခွဲထွက်သွားခဲ့ပါတယ်အိန္ဒိယကတော့15ရက်နေ့မှာလူလက်ရေးရခဲ့ပါတယ်အိန္ဒိယပါကစ္စတန်တွေးခွဲရေးကိစ္စတွေက ဂန္ဒီဂျီရိုတောင်လုတ်တန်ခံလိုက်ရတဲ့အကြောင်းရင်းခံတွေဖြစ်စေခဲ့ပါတယ်။လူလက်ရေးရပြီးတော့ပြည်ထနာကြီးဖြစ်လာတာကတော့ကက်ရှမီးယားဒေသမှာဖြစ်ပါတယ်။အဲ့ဒီဒေသကိုနိုင်ငံလုံးကအပြည့်အဝလူချင်းပါတယ်။တနင်္ဂနွေကိုအပြည့်ပြေးလိုက်ပြန်ရင်လည်းပြည်ထနာကအကြီးအကျယ်ထားတတ်မှာဖြစ်ပါတယ်။ဆိုတော့တဝက်စီခွဲပြီးအုပ်ချုပ်စေခဲ့ပါတယ်။ဂျာတဲမှာတော့ထင်းချုပ်စုံမြင်းတွေခြားထားပါတယ်။ဒီလိုလှုပ်ထားတော့လည်းနိုင်ငံစစ်ဆင်ရေးကိစ္စတွေတင်းမာတာကရက်သွားသလားဆိုလို့ရှင်လည်းမရပါဘူး။ လွတ်လပ်ရေးရပြီးကလေးကမကြာခဏဆိုသလိုစည်ရင်တင်းမာမှုတွေတိုက်ပွဲတွေဖြစ်ပါတယ်။ကက်ရှမီးယားဒေသအတွက်ကိုပဲလွတ်လပ်ရေးရရချင်း1948နဲ့1948ကြာမှာစစ်ပွဲဖြစ်လိုက်ပါသေးတယ်။အဲဒီနောက်မှာပြီးမသွားပင်နဲ့1965မှာလည်းကက်ရှမီးယားကိစ္စနဲ့ပဲစစ်ထပ်ဖြစ်ပါတယ်။အဲဒီနောက်1987ခုနှစ်မှာထပ်ဖြစ်ခဲ့ကြတဲ့စစ်ပွဲကတော့ထူထားပါတယ်။ကက်ရှမီးယားဒေသနဲ့မတက်ဆိုင်ပဲအရှိပါကစ္စတန်နေအရေးနဲ့ဆိုင်လာဖြစ်ပါတယ်။ အဲ့ဒီနယ်ကအခုဆိုရင်ကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်သွားပါပြီပါကစ္စတန်ကနယ်ဘင်္ဂလားဒေ့ရှ်ရဲလို့ခွဲထွက်ဖို့ကြိုးစားခဲ့တဲ့အချိန်ပဋိပက္ခတွေထဲမှာအိန္ဒိယကဝင်ပါခဲ့ပြီးပါကစ္စတန်နဲ့ဆင်မဲ့ဖြစ်ခဲ့ကြပါတယ်1987ခုနှစ်မတ်လ26ရက်နေ့မှာပဲဘင်္ဂလားဒေ့ရှ်တို့တခြားနိုင်ငံအဖြစ်လွတ်လပ်စွာစတင်တည်ထောင်ကြီးညာခဲ့ပါတယ်1999မှာလည်းပါကစ္စတန်တပ်ဖွဲ့တွေကထိန်းချုပ်မြင်းကိုကျော်ပြီး အိန္ဒိယထိန်းချုပ်နေမည်ထဲဝင်လာတဲ့အတွက်ကြောင့်တိုက်ပွဲတွေဖြစ်ကြပြီးနိုင်ငံတည်မှာပြန်ခဲ့ပါတယ်။အဲ့ဒါကိုတော့ကာဂီလ်စစ်ပွဲလို့လူသိများပါတယ်။ကာဂီလ်ပြည်နယ်အရေးကနေစလို့ဖြစ်ပါတယ်။ကြားထဲမှာရောနောက်ပိုင်းမှာရောအခြားထိတွေ့မှုတွေပဋိပက္ခမှုတွေအများကြီးဖြစ်ပျက်ခဲ့ပါတယ်။ပြောရရင်ဒီနိုင်ငံကတောင်မြောက်ကိုရီးယားလိုပဲအစဉ်အဆက်ကိုမတည်လာခဲ့ကြတာဖြစ်ပါတယ်။အခုဖြစ်စဉ်ကတော့အိန္ဒိယထိန်းချုပ်နေမည်မှာရှိတဲ့ကစ်မီးယားဒေသမှာအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်လာခဲ့ပြီး လူ26ယောက်လုံးအသက်ဆုံးရှုံးခဲ့တာကနေစတာဖြစ်ပါတယ်။တန်ကိုအိန္ဒိယကပါကစ္စတန်လက်ချက်လိုဆွဆွဲခဲ့ပြီးပြန်လည်တုံ့ပြန်ရာကနေအပြန်အလှန်တွေဖြစ်လာခဲ့ကြတာဖြစ်ပါတယ်။အမှန်တော့နေချာပြဿနာတွေနဲ့တိမာမှုတွေမြင့်တက်နေတာကမ္ဘာနိုင်ငံရဲ့ကိစ္စတွေနဲ့တယက်မှုတွေရှိနေတာကြောင့်ပြဿနာချိနိုင်ခြေတွေရှိတာကြပါပြီ။အခုဆိုရင်ပါကစ္စတန်ကလည်းအိန္ဒိယနေချာကမြို့တွေကိုပြင်မှတ်ထားပိတ်ခတ်တုံ့ပြန်နေတယ်လို့အိန္ဒိယကလည်းပါကစ္စတန်နေချာမြို့တွေကိုတိုက်ခိုက်နေပါတယ်။ အိန္ဒိယလူဦးရေတန်1400ကျော်ရှိပြီးပါကစ္စတန်က948တန်းကျော်ရှိပါတယ်။အရွယ်စားအပြင်တန်1000ကျော်ကွာတယ်ဆိုပြီးမှလူဦးရေတန်250နီးပါးရှိတဲ့နိုင်ငံတစ်ခုရဲ့တုံ့ပြန်နိုင်စွမ်းကအတော်လေးပြင်းပါတယ်။နိုင်ငံလုံးကစီအင်အားတောင်းတင်ကြပြီးနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေဖြစ်တာကြောင့်ဒီတက်အခြေအနေမဆိုးလာဖို့ပဲမျှော်လင့်ကြရမှာဖြစ်ပါတယ်။အဆုံးသတ်ကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ရပါမယ်။